ရန်သူဘက်ကဂရိတီဖို့ပဲလို့ပဲကျွန်တော်လမ်းကျူထောင်လို့ရတယ်ဘောတော့ကျွန်တော်တို့မပစ်ခတ်ခြင်းအဖြစ်ဒေါ်လာယူကိုပြီးလို့ရတယ်ပြီးလို့ရှိရင်အလင်းဝင်ခြင်းအဖြစ်စီရန်ဝင်ခြင်းအဖြစ်ပြီးလို့ရတယ်ဒေါ်လာယူမှာအဲ့လိုပါမဟုတ်ဘူးပစ်ခတ်ပြီးတော့ကသိရမလားဒီတောင်မှမကျတော့မှအာကျွန်တော်ကမိသားစုနဲ့ပါအလင်းဝင်ပါလေဆိုရင်တော့ညီတို့ကတော့ခွင့်နေနေပြောရမှာဆိုရင်တော့ရှင်းရှင်းလင်းလင်းပဲလုပ်ပြရတယ် ကဲတော့ကျွန်တော်ညီကိုမနောအများအားလုံးပဲတော်လန်ညကြံနေပါခင်ဗျာကျွန်တော်ရဲ့ Fine Block League ကနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်။ EPL 24ရက်နေ့ရဲ့ညနေပိုင်းကနေညဦးပိုင်းထိနောက်ဆုံးသိရတဲ့စစ်ရေးသတင်းလေးတွေကိုဖတ်ပြပေးပြီးရင်ဒီနောက်မှာကျွန်တော် VSN ဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်ရအောင်ညာကဲတော့ပထမဆုံးကျွန်တော်ဒူဝါကြီးတို့ဘက်ကသတင်းကောင်းလေးကတော့ကချင်ပြည်နယ်ဗမုံမြို့တန်ရဲ့တပ်ပွဲမှာအချံပတ်စစ်ကောင်စီရဲ့ကာကင်းစခန်း၅ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့ပြီးတည်ရင်မှုနဲ့အဖွဲ့ကိုပါအစင်ပန်းစီရမိခဲ့တယ်လို့သိရပါဗျာ မမော်မြို့တိုင်တပ်ဖွဲ့ဟာဧပြီလ25ရက်နေ့မှာပြန်လည်ပြင်းထန်လာခဲ့ပြီး KIA KPDF တပ်ဖွဲ့တွေကထိုးစစ်ကိုအစိမ်မြင့်တင်ခဲ့ရမှာတော့စကားက21ရက်ကာကင်းစခန်း9ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးတည်ရင်မှုနဲ့အဖွဲ့ကိုပါအစိမ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတပ်ဖွဲ့အတွင်းအကြံပတ်စစ်ကောင်စီဘက်ကလေရင်တွေနဲ့ဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပြီးနှစ်ဖက်ထိခိုက်မှုတွေစီကြောင်းလည်းသိရပါတယ် ဗမော်မြို့ကိုတိမ့်ပိုက်နိုင်ရေး KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလမှာစတင်ထိုးစစ်ဆင်ခဲ့ပြီးလက်ရှိမှာ9လနီးပါးကြာတဲ့အထိကိုတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သတင်းရရှိပါတယ်။ကြဲတော့ဒါလေးကတော့ပထမဆုံးကျွန်တော်ဒူဝါကြီးတို့ရဲ့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဒုတိယသတင်းကောင်းလေးတပုတ်ကလည်းမကွေးတိုင်းစင်ပောင်ဝဲမြို့နယ်အတွင်အကြံဘတ်စစ်ကောင်စီတပ်ရဲ့ကပ္ပ73ကိုဧပြီလ25ရက်နေ့ညနေပိုင်းမှာတရခုံမမဆော့တိုက်တုံဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာအကြံဘတ်စစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခတ်မှုကြောင့်ကပ္ပ73အတွင် Primer Warsaw အတွင်းကို3လုံးကြားရောက်ပောက်ွယ်ခဲ့ပြီး Chemical Shot တစ်လုံးထိမှန်ပျက်စီးကမီးလောင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါအပြင်ဂါလန်9000ဆန့်တဲ့ FO မီထိုးစီတူလောင်ကန်လည်းပြက်စီးခဲ့ပြီးတောင်ဝကျအရာရှိ3ဦးနဲ့စာကာစာတပ်ဖွဲ့ဝင်12ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကစိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့ဆိုထားပါဗျ။အဲဒီဒဏ်ရာရရှိခဲ့တဲ့အရာရှိ3ဦးထဲက2ဦးမှာညာဘက်နှစ်ရွက်ပြတ်ထွက်သွားပြီးတဲ့နောက်နောက်2ဦးမှာတော့ဘဲချီတလုံးအစဖောက်ထွက်ခဲ့ကြောင်းနဲ့ကြံ2ဦးမှာတော့ကြောတပြင်းလုံးမီးလောင်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားပါဗျ။ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးအနက်9ဦးမှတော့တိတ်ဆုံသွားခဲ့ပြီးကျန်တဲ့ဒဏ်ရာရအရာစီးနဲ့တပ်သားတွေကိုမကွေးတဆိုင်ရ16ကိုဆက်လက်ပို့ဆောင်ခဲ့တယ်လို့ဖော်ပြထားပြီးစကားစတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်မှုဟာဒီထက်လည်းပိုနိုင်တယ်လို့အသိပေးထားပါတယ်တတိယသတင်းကောင်းလေးတပုတ်ကလည်းဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းမင်းကုန်းနဲ့ဘဒူကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့စစ်တပ်ကစစ်ကြောင်းများစွာခွဲ၍စကိုင်းမြို့နယ်အတွင်းသို့ဝင်ရောက်နေကြောင်းနဲ့ ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းတပ်နေရာမှာအင်အား90ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတဲ့အထိတိုက်ခိုက်ချိန်မုံနိုင်ခဲ့ကြောင်းလည်းသိရပါဗျ။စကိုင်းမြို့နယ်တပ်နေရာမှာစစ်ကြောင်းပြုတ်တဲ့အထိတိုက်ခိုက်ချိန်မုံနိုင်ခဲ့တဲ့စစ်တပ်စစ်ကြောင်းကတော့တပ်မ33စစ်ကြောင်းဖြစ်ပြီးစစ်တပ်ဘက်က25ဦးထပ်မံနဲ့တိုက်ဆုံခဲ့ကြောင်းနဲ့လက်နက်ခဲများလည်းတင်စီရရှိခဲ့ကြောင်းအဲ့ဒီစစ်ကြောင်းကအင်အား90ခန့်ပပြီးတချို့မှာထွက်ပြေးသွားကြောင်းသိရပါဗျ။ နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းအေဘေလာ24ရက်နေ့ညနေ4:48မိနစ်ခန့်အချိန်မှာပခုတ်ကူမြို့နယ်ညောင်ကျပင်ပြူစောတိရွာကနေရိတ်ခါစာဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေနဲ့ပြူစောတိတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းအကြမ်းဖက်စစ်သားတအူးသေဆုံးပြီးပြူစောတိတအူးအဆင်ဖမ်းမိခဲ့ကြောင်းနဲ့တိုက်ခတ်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်တွေအထူးကံမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါတက်ခတ်မှုကိုတော့မြိုင်ပကပတက်ခွဲနဲ့ဂလုံပြည်သူကာကွယ်တက်ခွဲနဲ့မဟာမိတ်တော်လိုင်းပူပေါင်းတက်ခွဲတွေကပူပေါင်းလှောက်ဆောင်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တင်းကောင်းလေးတပုတ်ကလည်းအေဘေလာ20ရက်နေ့မနက်ပိုင်းကစကိုင်းတိုင်းမုံရခရိုင်ချောင်းဦးမြို့မှာရဲစခန်းကနေမြို့အစီပတ်ငဆန်ရွာကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဟန်သက်စီဆိုင်အနီးမှာတော်လိုင်းတက်ဖွဲ့ဝင်တွေကဗဒေတာမိုင်း7လုံးတွဲနဲ့မန်းဆွဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင် အကြံဘတ်စစ်ကောင်စီတပ်သား3ယောက်တေဆုံးပြီး4ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဒါပြင်အဲ့ဒီနေ့နေ့လယ်ပိုင်းကလည်းမုံရအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့တံမြားကကစစ်စီထဲကအစီအစုံနှစ်စီးကိုလည်းဆယ်လုံးပါပရိသတ်မိုင်းတွဲနှလုံးတွဲနဲ့မိုင်းဆွဲတက်ခတ်ခဲ့တယ်လို့လည်း Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ထံကသိရပါဗါတယ်။အဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းမှာလည်းပထမဆုံးတံမြားကကဟာနေရာမှာတင်ရက်သွားခဲ့ကြောင်းနဲ့ဒုတိယမြောက်ကကလည်းတံမြားတွေလွင့်စင်သွားခဲ့ပြီးကားပေါ်လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ယောက်တေဆုံးခဲ့ကြောင်းနဲ့၆ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ ခေတ်သစ်မီဒီယာကတင်ထားပြီးတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာနောက်ထပ်ကျွန်တော်တို့ကိုမွန်ကြီးတို့ဘက်ကသတင်းကောင်းလေးကလည်းဧပြီလ24ရက်နေ့မွန်လယ်တနင်္သာရီ30မိနစ်ခန့်အချိန်မှာအကြံဘတ်စစ်တပ်ရဲ့ခမာရ96တပ်ရင်းကိုတရက်ခုမမဆော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးအဲ့ဒီတိုက်ခတ်မှုအတွင်းအကြံဘတ်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိနိုင်ကြောင်းအဲ့ဒီထိခိုက်မှုအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတက်ခတ်မှုကိုတော့မွန်ပြည်တော်လှန်ရေးတပ် MSRF မွန်ပြည်သက်ပါတီစစ်အာဏာရှင်တပ်ဖြတ်ရေးအဖွဲ့ NMSBAD ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတ်တက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လှန်ရေးဘော်တွေအထူးခံမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းဧပြီလ24ရက်နေ့မနက်ပိုင်းကမုံရမြို့နယ်ခိုးတန်းရွာမှာစီးတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား20ခန့်ကိုတော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေကကြေးရွာအဝင်တန်းနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့အဲ့ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး9ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပေးတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာဒီအချမ်းဘတ်စစ်ခွေတက်ရဲ့ဒေါက်တိုင်တွေကိုကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေကအချိန်ကုန်ခံပြီးတော့လူလိုနားလဲလာအောင်တွားပြီးတော့လူလိုဆင်းပြထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာတော့ပါတော့ဟိုကတော့ဟိုတမျိုးမထမ်းပါနဲ့ပါလီတော့မတော့ပါဘူးနော်တော့ပါဘူးနော်အဲ့ဒါလေးပါကျွန်တော်လာပြီးတော့ဟိုကြိုးကြောက်လေးဖြစ်နေတယ်အဓိကအာနာရှင်ကိုဆက်ပြီးတော့ဒေါက်တိုင်လုံးမယ်အားပေးမယ်ဆိုရင်ကျွန်တော်တားရပါလိမ့်မယ် သူကသူကိုလွေးသေးတော်ကြီးကောင်းနေခေါ်တယ်ခင်းอยู่တယ်ပြူစောဒီဘေးရွာတွေခေါ်တယ်သူတို့ဘလောက်ကြီးနေနိုင်မှာကျွန်တော်ဒီလောက်ကြီးစိုးမိုးလာနိုင်တယ်ဆိုသဘောပေါက်တာနေကင်းကြောင်တော်လာတယ်ရုပ်ရင်ကိုလုံးတယ်ကြားနော်ကျေးဇူးတင်ပါကဲတော့ငါတို့တော်လိုင်းတက်ဖုံဝင်တွေကအပြစ်မဲ့ပြည်သူတွေကိုဒလန်ဆိုပြီးဆွဆွဲပြီးတတ်နေပါတယ်ဆိုတော့ဟိုဘအောက်နှစားရက်ကွက်ကောင်တွေမင်းတို့ကြားတယ်နော်ဒီမှာမင်းတို့ဒလန်ဆိုတဲ့ကောင်တွေကိုမတက်ချင်လို့သွားပြီးအချင်းကုန်ခံပြီးဆင်းပြပေးနေတာ ဲ့ဒါကိုမှလူလိုလာဆင်းပြတာကိုလူလိုနားမလဲတဲ့ကောင်တွေကတော့သေပေါ့တကယ်ဆိုရင်ဒီအချိန်ကဆင်းပြပေးနေရမယ့်အချိန်မဟုတ်တော့ဘူးเนาะဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်တွေကလည်းမတက်ချင်လို့လူလိုနားလဲလာမလားဆိုပြီးတော့သွားပြီးတော့လူလိုဆင်းပြပေးနေတာမတို့တော်လိုင်းတက်ဖွဲ့ဝင်တွေကမင်းတို့လိုစစ်ခွေဇရိုက်တာဆိုရင်တော့ဒလန်မပြောနဲ့မင်းတို့ဘောမတွေတောင်တကောင်မှကြံမှာမဟုတ်ဘူးเนาะ ဲတော့ငါတို့တော်လိုင်းတပ်ဖွဲ့ဝင်တွေဖြစ်နေလို့သာမင်းတို့ကန့်ကောက်နေတာနော်ကဲနောက်ထပ်လည်းဒီအင်းတော်မျိုးသိန်းတပ်ဖွဲ့မှာဖန်စီယာမိထားတဲ့ဒီတမခခုံကဒန်ရန်ရစစ်ခွေးတွေကိုကျွန်တော်ပြည်သူတော်လိုင်းတပ်ဖွဲ့တွေကလူသားချင်းစာနာစိတ်အပြည့်နဲ့ဘယ်လိုတွေကဲတင်ပေးထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာမအင်းတော်နိုင်ပွဲမှာဟန်စီယာမိထဲထဲကပါလာတဲ့อืมလူနာတွေမဲအောင်လိုက်ตาလေးတွေอืม ကိုဘက်ကလူတွေကိုဒါဖမ်းမိသွားရင်ရရဆက်ဆက်ပြုမှုနေရာတင်ပြစ်တတ်ခွေးစော်လဲခွေးချင်းခွေးချင်းခွေးစိတ်ပေါ့อืมအမှန်ပဲကိုတွေကတော့อืมအကျန်းဖက်ဖို့တတ်သေးဝင်ရမှာမဟုတ်ဒီအာနာရှင်ပြုတ်ကြဖို့အတွက်တော်လမ်းမယ်ဆိုတဲ့စိတ်နဲ့ဒီတော်လမ်းရေးဓမ္မဖြစ်လာတာဖြစ်တဲ့အတွက်ခွေးစိတ်လည်းမပေါ့ဘူးနော်ရန်သူဖြစ်ပေမဲ့သူတို့လူနာတွေကိုอืมကားပေါ်တောင်ထန်းတင်ပေး ဲတွေ့ရနော်မင်းတို့ဟိုဘအောက်တန်းစာရောက်ကောက်ကောင်းနေငါတို့တော်လိုင်းတက်ဖွဲ့ဝင်တွေကဘယ်လောက်ထိလူသားချင်းစာနာစိတ်အပြည့်ရှိလဲဆိုတာမင်းတို့အားလုံးတွေ့ရတဲ့အတိုင်းပဲနော်အဲ့တော့မင်းတို့ကောင်စားတွေငါတို့တော်လိုင်းတက်ဖွဲ့ဝင်တွေကိုတိုက်ပြီးတော့ကျေးဇူးမကန်နဲ့နော်ကဲနောက်ထပ်ကျွန်တော်ဘကိုးယုံမတကြုံနဲ့ပေါင်းတဲ့ဘက်ကနေမီစိုးမိုးရဲ့အခြေအနေနဲ့တို့ဒီအကြံဘတ်စစ်ခွေတက်ရဲ့အခြေအနေတွေကိုတင်ပြလာပေးတဲ့ကျွန်တော်ရဲဘော်ဆဲတို့ရဲ့ပြောကြားချက်တွေကိုကျွန်တော်ဆက်ပြီးတော့နားထောင် ကြည့်လိုက်အောင်ညာဘကိုးယုံမဘကိုးတိုင်းအနောက်ချမ်းပေါ့နော်ကျွန်တော်တို့ဆို PKI ပေါ့ PKI မှာဆိုရင်ကျွန်တော်တို့အဲပေါင်းတယ် မြို့နယ်မှာဆိုရင်ကျွန်တော်တို့ဟွာလောက်ဆယ်ဆယ်နောက်တစ်ပတ်ရှာလဲရွာတွေနဲ့ဒီဘက်ကဆိုရင်ကျွန်တော်တို့ရိုးမပလန်ညာတွေကိုကျွန်တော်တို့စုမှုထားနိုင်ပါတယ်ရိုးမပလန်ပေါက်ပေါက်ခေါင်းမြို့နယ်မှာဆိုရင်လည်းပဲကျွန်တော်တို့ရိုးမပလန်ဘကိုးရိုးမပလန်နေရာတွေကိုအထိကျွန်တော်တို့စုမှုထားနိုင်ပါတယ်ခင်ဗျတောင်စီအနေနဲ့ကတော့သူတို့တာဝါတိုင်းဒုံးတွေမှာတော့အထိုင်စခန်းတွေတက်ဆွဲထားတာမျိုးရှိပါတယ်ခင်ဗျကျွန်တော်တို့ပေါက်တဲ့ပိုင်းနဲ့ထဲမှာဆိုရင်တိမ်ကုန်းတာဝါတိုင်းဒီအထိုင်စခန်းမှာဆိုရင်စက်ကအင်အား90ဦးလောက်နဲ့ကပ်ဆွဲထားတာရှိတယ်။တိမ်ပုတ်တာဝါတိုင်း ထိုင်စခန်းမှာဆိုရင်လည်းပဲအင်အား90ဦးလောက်နဲ့တက်ဆွဲထားတာရှိတယ်။ဟိုပေါက်နယ်ဘက်ကနေပြီးတော့မှသူတို့အောက်တော်ဘက်ကိုအောက်တော်ပေါ့နော်အောက်တော်ကနေလာတဲ့အက္ကခွင်းကြောက်ကြီးတောင်အဲအဲ့နေရာမှာဆိုရင်လည်းပဲသူတို့စစ်စစ်ဂိတ်အနေနဲ့အင်အား90လောက်ချထားမှုရှိတယ်။သူတို့ကတော့အောက်ခြေမြေပြင်လောက်ကိုဟိုဟိုပါပေါ့ရိုးတဲ့ကိုရောက်မလာနိုင်အောင်ကားထားတဲ့သဘောတော့ရှိပါတယ်။อืม PKI ထဲမှာဆိုရင်တော့ကျွန်တော်တို့6မြို့နယ်ရှိပါတယ်ခင်ဗျ။အဲအဓိကအားဖြင့်ပြေဘရောင်းတဲကုန်ပေါက်ခေါင် ပေါင်းတယ်ရွှေတောင်ဆိုရွှေတောင်တဲကုန်းဆိုပြီးချောင်းမြုံနယ်ရှိပါခင်ဗျာကျွန်တော်တို့အနေနဲ့ကတော့ဟိုရိုးမာပေါ်မှာအဓိကကြားတဲ့အဲမြို့ကတော့နှစ်မြို့ရှိတယ်ခင်ဗျာပေါင်းတယ်မြို့နယ်နဲ့ဟိုပါပေါ့ပေါင်းကောင်းမြို့နယ်ဆိုပြီးမှနှစ်မြို့နယ်ရှိတယ်အဲ့ဟာတွေကရိုးမာရဲ့တကယ်ဟိုအခြေဟိုပါပေါ့ PDF ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအခြေစိုက်တဲ့အဲဒေသကြီးတွေပေါ့ကျွန်တော်တို့ဟိုပိုင်ပိုင်ကျွန်တော်တို့ဟိုပါပေါ့ထိန်းချုပ်နေပြီအဖြစ်ပေါ့နော်ရှိဟိုရှိပါလေခင်ဗျာပေါင်းနယ်နဲ့ပေါင်းကောင်းမှာတော့ပေါင်းကောင်းရိုးမာတခုတော့ကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပါလေသူတို့ရဲ့အခြေအနေကတော့ဟို ဟိုစစ်တပ်ကတော့အင်အားရုတ်တော့တာကိုတိတိတသားပြရပါတယ်ခင်ဗျာအာအရင်တော့ဆိုစစ်ကြောင်းဘူရာမျိုးလေးအပေါ်ထိတက်ထူရာမျိုးလေးရှိတယ်အခုဆိုရင်တော့ကျွန်တော်တို့ဟိုထိတ်ချုံနယ်မြေလောက်ကြီးကိုဒီကောင်လေးအတက်ထူရာမျိုးကြီးမရှိပါဘူးအဲအခုဆိုရင်လည်းပဲစစ်ကြောင်းတက်လာပြီဆိုလို့ရှိရင်တို့ကတကယ်စစ်စစ်သားစစ်စစ်ကဆိုရင်အယောက်90တက်လာရင်ဒီစစ်သားစစ်စစ်ကတကယ်တမ်းဆိုရင်100ယောက်လောက်ပဲပါတယ်ကျန်တဲ့40ကစစ်မှုတန်းပေါ်တာဆွဲထားတဲ့ကောင်လေးဒီစော်ရီရနဲ့ဖွဲ့စီပြီးတက်လာတာသူရှိပါသေးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဘကိုးရိုးမှာကျွန်တော်တို့ဆိုရင်ဟိုပါပေါ့အနောက်ချမ်းလို့ခေါ်တယ်အနောက်ချမ်းမှာဆိုရင် KI နှုတ်ရှိတယ် တာဝရီခိုင်ရဲ့ပြည်ခိုင်ရဲ့ဆိုပြီးတော့မှနှစ်ခိုင်ရှိပါပြီ။အဲတာဝရီခိုင်မှာဆိုရင်တို့ကတော့တို့အနေနဲ့ကတော့တာလမ်းမော်ဘော်လီရောက်တဲ့အချိန်ကိုစိုးမိုးထားနိုင်တဲ့အနေအထားရှိနေပြီ။ကျွန်တော်တို့ပြည်ခိုင်အနေနဲ့ကတော့ယူမပလန်တခွင်ကျွန်တော်တို့ဟိုပါပေါ့ဆယ်နာတစ်ပတ်ရှာနေတဲ့အမျိုးတွေအနီးနားထိတော့အဲစိုးမိုးထားနိုင်ပါလေ။မြို့ဘော်လီထိတော့အဲစိုးမိုးထားနိုင်ခြင်းအစ်စိုးမိုးစိတ်ထုတ်ထားနိုင်ခြင်းမရှိသေးပါဘူး။ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဟိုရခိုင်နဲ့အဆက်ဘောင်းမျိုးဆိုတာရှိပါတယ်။ဘောင်းမျိုးမှာဆိုရင်အဲစစ်ကောင်စီရဲ့ဟိုပါပေါ့ကပါစတက်တွေပေါ့နော်ထုတ်လို့တက်တွေကအများဆုံးရှိတဲ့နေရာပေါ့ အဲ့အဲ့ညာနေမှာတော့အာရှေ့ဆက်ပြီးတော့မစီပြင်းထားလိုက်နိုင်ပြင်းထန်နိုင်ပါလေခင်ဗျအာကျန်တဲ့ဘလို့ကောင်းလဲဘလောက်ထိဖြစ်လာစီဖြစ်လာမလဲဆိုတော့ကျွန်တော်တို့လည်းပဲကြိုတင်းပြီးတော့မှာဟာမတိရသေးပါဘူးခင်ဗျဟုတ်ကဲ့อืมဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့လည်းဟိုဇခိုင်းအေတက်တွေနဲ့အခြေဆက်မှုရှိပါတယ်ဟုတ်ကဲ့အဲဒီကုလက်ရှိတဲ့ပူပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအခုလက်ရှိမှာသူတို့ခုနစစ်မှုတန်းတွေပေါ်တာဆွဲထားတဲ့သူတွေနဲ့အဲစစ်ကြောင်းထိုးတာမျိုးရှိပါတယ်ကျွန်တော်တို့ခုပေါင်းတယ်လေ အဲနေဘက်မှာပေါ့နော်ပေါက်ကောင်းမျိုးနဲ့ပေါင်းတယ်လေနားမှာဆိုရင်နတ်တလင်းရွာတို့ခုနဘယ်လိုကောင်းလဲအဲကျိုးပင်ကဘက်တူဘူးစစ်ကြောင်းထိုးဖို့လုပ်နေပါလေဒီနေ့မှာဆိုရင်အဲကာကြီးရှိစီနဲ့တက်လာပြီမှာအင်အား200တခါလောက်နေပဲတော့လေတက်လာတာရှိပါတယ်ဒါမှမဟုတ်သူတို့ဘယ်တော့ပဲတက်လာတက်လာပါကျွန်တော်ဘက်ကနေပြီမှာသူတို့ကိုပြန်လဲပူကံဖို့အတွက်အစင်တဲ့အဲဆောင်ရွက်ထားပါတယ်ခင်ဗျာအဲဘယ်လိုဆောင်ရွက်ထားလဲဆိုတာတော့ကျွန်တော်တို့အကြံပေးမပြောတော့ဘူးဟုတ်အဲကျွန်တော်အနေနဲ့ကတော့ခုသူတို့ ဒီဘက်ကတက်တယ်ဟိုဒီအပေါ်ထိုးပြတယ်ထိုးပြပြီးတော့ပြန်ဆုပ်သွားတယ်ဆိုတာသူတို့ကကျွန်တော်တို့နေရာတွင် CA ပြင်မထားတာမဟုတ်နိုင်ပါဘူးကျန်တဲ့နေရာတွေကိုလည်းသူတို့ဆက်လက်ပြီးတော့မှထွက်နေရတာလို့ဖြစ်ရောကျွန်တော်တို့ရှိမှသော၃ရက်လောက်စစ်ကြောင်းထိုးလာတယ် ice count တွေကိုလိုက်စုံစမ်းလိုက်လို့ရှိရင်အာ AA ဘက်ရောက်သွားတာမျိုးလို့အာ PB နဲ့ဘက်ကိုကူးလိုက်တာမျိုးလို့အဲအဲ့လိုမျိုးတွေလည်းကျွန်တော်သိနေရရှိပါအရှေ့တန်းစစ်မီပြင်မဆိုရင်တကယ်စစ်သားစစ်စစ်နဲ့အဲပြီးစောတီလို့အခုမှစစ်ကူတန်းခေါ်ထားတာလို့ဆိုရင်ကျွန်တော်တို့တိုက်တိုက်ပွဲအတွင်းမှာနေမယ်ပဲကျွန်တော်တို့တိုက်ပွဲအတွင်းလို့အရာဆိုရင် ပြောရရင်တော့ဒီကောင်တွေက ခုမှဝင်လာတဲ့လူတွေဆိုရင်ကျွန်တော်တို့မချင်းမရဲတဲ့မျိုးတွေပေါ့နော်သူတို့ရဲ့လှုပ်ရှားမှုပုံမှာပြီးတော့မှအခုအကြုံပိုင်းအားနေတဲ့အပေါ်မှာမူပြီးရောသုံးသပ်လို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့အခုဟောပေါ့နော်ခု2025ခုနှစ်နောက်ပိုင်းမှာဆိုရင်တော့တော့ပြည်သူလူတက်ဖြတ်ခံထားရတာကျွန်တော်တို့အဘက်မှာတော့ကျွန်တော်သိရတဲ့လောက်ဆိုရင်အဲ10ဦးတစ်ပတ်ရှာလေတော့ရှိပါတယ်ခင်ဗျရွာတွေကိုမီးရှို့တာတွေအားလည်းပဲအဲရှိပါတယ်အဲရွာတွေဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့၄ချောင်းတိုက်ခံအောင်ဆိုရင်၄ချောင်းတိုက်ခံပြည်သူအားလုံး၄ချောင်းထိုးလာတယ်ကျွန်တော်နေပြီးတဲ့ကိုထိုးလာပြီးလို့ရှိရင် ဘာမှမဆိုင်တဲ့လက်ပံကုန်ပါဘူးပြီးရှို့သွားတယ်အဲ့မှာဆိုရင်အင်ဂျီ60ကျော်ပါတော့เนาะအဲ့ဘက်မှာသတိရွာဟုတ်ပေါ့ဒီဘက်ဟိုဘက်မှာအိုင်ဇောက်တို့ပေါက်ပေါက်မြို့နယ်ဆိုရင်အိုင်ဇောက်တို့ခုနနတ်တလင်းတို့အခုနတ်တလင်းဟိုဟာအဲ့ဘက်ဒီမှာလည်းပဲမမိရှို့တာပြုရှိပါဗျာအဲ့ဘက်ဒီမှာတော့မိရှို့တာတွေကြတော့ရွာတရွာလုံးပြောင်းရှို့တာပုံပေါ်နေပွက်တီပွက်ကြမျိုးတော့၃လုံးရှို့သွားတာမျိုးလို့၅လုံးရှို့သွားတာမျိုးအဲ့ဒါပြုရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့မျိုးပေါ်မှာဆိုရင်ဒီကောင်တွေကညဘက်ကို၈နာရီပေါက်ပေါက်မြို့နယ်မှာဆိုရင်ညဘက်ကို၈နာရီလောက်ထိပဲ အဲဟိုကပြည်သူတွေလွတ်လွတ်လပ်လပ်သွားလို့ရတယ်ပေါ့ပြန်တဲ့အချိန်ရှင်းနာကြီးကြောသွားတာနဲ့တိုင်နေဒီကောင်းကစပြီးမှစစ်မှုထမ်းဖို့တော့လူခန်းအော်ကြီးကျင်းပါတော့တာပဲအဲပေါင်းတဲ့မျိုးနဲ့မှဆိုရင်လည်းပဲဟိုအရှင်းနာကြီး9နိုင်တော့ဆိုရင်တွေ့သည်မလူအကုန်လုံးဆွဲပါလေအဲအဲ့လိုဒီနေဆွဲတယ်ဟာနောက်ပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေကတဆင့်ပြီးတော့တဆင့်ပေါ့နော်ဟိုတလောက်ကို3ယောက်ဖြစ်3ယောက်ပြရက်ွက်ကိုအဲအုပ်စုတစုကို3ယောက်ဖြစ်3ယောက်9ယောက်ဖြစ်9ယောက်အဲအဲ့လိုပေးနေရတာမျိုးရှိပါတယ်ကျွန်တော်တို့နယ်ဘက်မှာတော့အဲ့လိုမျိုးစစ်ကြောင်းထုတ်ပြီးဖမ်းဆီးရတာမျိုးတော့မရှိဘူးအဲမြို့တို့လုံနိုင်တဲ့မြို့ပေါ်နဲ့ မြို့ပေါ်ကြီးရွာတပတ်ပဲလောက်ကူတော့အင်အား20လောက်နဲ့အဲ့ရွာတွေတဲ့ဝင်နေအတင်းရှိမြလူအိမ်မှာရှိတဲ့ယောက်ျားအမှန်မြအခုဆွဲတာမျိုးပါညာမရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တက်အကြီးတော့အဲ့ဒါမျိုးကျွန်တော်လေးတက်အကြီးတော့မပြောနိုင်ဘူးဘောနော်ကျွန်တော်တို့2025မကုန်ခင်အတွင်းမှာတော့ကျွန်တော်တို့ဖြစ်တာလိမ့်မယ်လို့ကျွန်တော်တို့တတ်မှတ်ချက်ချထားပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့မှတောက်ခံပြီးပါကျွန်တော်တို့ဒီလိုလေးညွန်မှန်ထားတဲ့ဒီမှတ်ချက်ကိုမြန်မာလုံးကျွန်တော်တို့အကောင့်တွေ public ပါမယ်လို့ဒီလိုလိုချင်တဲ့အတိုင်းဒါဖြစ်ရအောင် ကျွန်တော်2025အတွင်းမှာပဲရအောင်ကျွန်တော်တို့ကျိုးသားဆောင်ရွက်သွားပါမယ်လို့ဆိုလို့ဒီဒီအမေရိကန်တွေပြောပြပါတယ်ဆက်လက်ပြီးတော့ပြည်သူတွေစိတ်ပြတ်မသွားဖို့နဲ့ကျွန်တော်တို့ဘက်ကအများကြီးလက်တည်ပြီးကြပါအောင်လို့လည်းပြောပြပါတယ်ကဲတော့ကျွန်တော်ရဲဘော်ဆဲတို့ကလည်းတကယ်ကိုလေးစားပါတယ် နောက်ထပ်ကျွန်တော်ပြည်သူတွေရဲ့အချစ်တော်လေးမြင်းကြက် Black Tiger ဘုံမိုက်ခဲလေးရဲ့ဒါကျွန်တော်ပြည်သူတွေကိုမှတ်ကြားချက်လေးရဲ့တို့ဒီမြင်းကြက် Black Tiger ရဲ့အခက်အခဲလေးတွေကိုဒါကျွန်တော်လည်း speak out လုပ်ပြီးချင်တာနဲ့ဒီဗီဒီယိုလေးကိုဒါကျွန်တော်တင်ပေးပြချင်းဖြစ်ပါတယ်ကဲဆက်ပြီးတော့ကျွန်တော်နားထောင်ကြည့်လိုက်အောင်ညာအခုတင်ပြချင်တာကတော့ဒီညီတို့ညီတို့မှမွာလာရှိရမှာတော့အဲညီတို့ရဲ့သမရကိုကတော့အဲဒီရင်တော့လည်းပြောခဲ့ပြီလားညီတို့ရဲ့သမရကို NG ဆိုရဆိုတာထက်ညီတို့ရဲ့သမရကကတော့ပြည်သူလူထုပဲဖြစ်တယ်ပေါ့ညီတို့ရဲ့အစိုးရကပြည်သူလူထုပဲဖြစ်တယ်အဲ့တော့ပြည်သူကသာလည်းရာရာဖြစ်ပါတယ် လက်နက်ခဲကနေပေါ်ပါလေကဘာအဆင့်ကောင်းပါလေဆိုတဲ့စစ်တက်ကြည့်အောင်ပါပဲဒီလိုဆောက်ကမှုမရှိရင်အခုတော့လဲလဲပြူပြူပဲဒီဒါတော့ဒီကောင်ပေါ်တာကြီးကောက်ဆွဲနေလို့မဟုတ်ဘူးခုလောက်ဆိုရင်ရှိပါမလို့ဒီကောင်ဟုတ်တယ်ဝင်ဆွနေရတော့အဲ့တော့ကျတော့ဘောတော့အဲဘယ်ရာပဲဖြစ်ဖြစ်ပေါ်တော့ပြည်သူကအဓိကဖြစ်ပါတယ်ပြည်သူကဒါလည်းအရာရာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့အမှားနဲ့အမှန်ကိုဒီချိန်မှာလို့စုနိုင်တာဆုံးဖြတ်နိုင်တာဒီလေပြည်သူပဲဖြစ်ပါတယ်အဲ့တော့ကျတော့ဘယ်ရာဟောမှကြောက်စရာမလိုဘူးချို့ကြောက်ရွံ့ခြင်းတွေကကျွန်တော်တို့အနာဂတ်ကိုပြည့်စင်နိုင်ပါတယ်ချို့ကြောက်ရွံ့ခြင်းတွေကတိုင်းပြည်ကိုအနာဂတ်ပြောက်သွားစေပါ အဲ့တော့ကျတော့ပြည်သူတွေရေရေဝင်းဝင်းချိရသွားနိုင်မှုတို့အဲ့ဒါကအဲဘောနောဘောနောတပယ်ယူချတွေးလိုက်မယ်ဆိုရင်တော့မဖြစ်နိုင်ဘူးဘောနောဒါကြောင့်လည်းဆိုပြည်သူရှိရသွားခိုင်းတယ်ဘုနုတနက်ကန်နောက်ကလာတယ်မဟုတ်ပါဘူးပြည်သူရှိရသွားခိုင်းတယ်ဆိုတဲ့အဓိကဆိုလို့ရင်အမှန်တရားပြည်သူကရေရေဝင်းထုတ်ပြရေးဖို့လိုတာဒေါ်လာကြီးရေချိန်မြင့်လာတာနဲ့အမြဒေါ်လာကြီးကြာလာတာနဲ့အမြဘောနောဒေါ်လာကြီးတက်ဘက်မှာရောဘောဆက်ကတက်ဘက်မှာရောဘောနောအဲချူတော့မတရားမှုတွေဒါအများဆုံးရှိပါတယ်မိပြမှာဒါအပူပူနေနေပြောတာဘောနောဒါစိတ်တကြအောင်ပြောတာမဟုတ်ဘူးအဲ့တော့ဒီအခက်အခဲတွေဆိုရှိနေပါပဲရှိနေပါပဲဒါတွေအားလုံးကိုပြည်သူကမိမောဖြစ်ပြနိုင်မှုလို့လေပြည်သူကရေရေဝင်းဝင်းထောက်ပြနိုင်မှုလို့လေ ပြည်သူလာပြည်ဝင်ထောက်ပြပါပြည်သူရှိမှာရောနောက်မှာရောဘေးမှာရောကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျတော့ဘယ်လိုမျိုးပေါ့နော်ပြည်သူဒီအရာရာအတွက်ဒီကဆိုလိုချင်တဲ့သဘောတရားကတော့ပြည်သူဒီအရာရာအတွက်ပေါ့နော်မိခင်ဖြစ်တယ်ပြည်သူဒီအရာရာအတွက်ဖခင်ဖြစ်တယ်အဲ့တော့ကျတော့ပြည်သူပါဖြစ်ချင်တယ်ပြည်သူဖြစ်ချင်တဲ့ဆန္ဒကိုမျိုးကတော့ဖြစ်အောင်သွားမှာအဲ့တော့ကျတော့ပြည်သူကပေါ့နော်အကောင်းဆုံးအတင်းထောက်ဖို့လေပြည်သူအကောင်းဆုံးရဲဝင်နေဖို့အိုက်တောင်ဝင်ရဆုံးပြောချင်ညီတို့အခုချိန်မှာပေါ့နော်လက်နက်ခရရန်တော်တော်လေးလိုရတယ်ဗျလက်နက်ခရရန်လိုရတယ်အမျိုးမျိုးပုံပုံတော့ညှိနေရတယ်တော့ရှိပါနိုင်နေရတယ်တော့အများတော့ရှိတယ်အဲ မြို့ရဲ့အဓိကရွေးချက်ကရှိမှပြုတ်ခဲ့တယ်ပဲဗောနော်တောင်တန်းနေပြီးမှပြီးခွဲကြနေမှာမဟုတ်ဘူးဆီအနာရှစ်စနစ်အဓိကအားပြီးပြောရမယ်ဆိုတော့ဘုံရံသူရှိတဲ့နေရာပေါ့ဘုံရံသူရှိတဲ့နေရာတိုင်းကိုညီတို့တက်ဖြတ်နိုင်အောင်ကြိုးစားမယ်အဲ့ဒီဘီတော့လက်တိုက်ပါပဲဘယ်မှန်းလေးလက်တိုက်ပါပဲတောင်တန်းလက်တိုက်ပါပဲဟုတ်ဒီဘုံရံမျိုးတွေညီတို့သွားဖို့ရှိရဗောနော်ဒါကတော့ညီတို့ရဲ့စီးရီးမတ်ချက်ပေါ့ပြီးရင်ဗောနော်ဘုံရံသူဆီအနာရှင်နေပြီးလို့ရှိရင်ဗောနော်ညီတို့အနာရှင်လက်တွေတွေဗောနော်အနာရှင်နေပြီးညီတို့တွေရေးရေးကြီးဗောနော်ချပြရေးဖို့လိုတယ်ရေးရေးတွန်းလိုက်ရေးဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဗောနော်တော်လိုက်လုံကာလမှာဗောနော် တော့ဥဆောင်မဲ့လူတွေကအချစ်ပြက်အချင်းပြက်ခြားစားနေတာမျိုးမလို့ရှင်ဒါပို့မနေပြပါဘောတော့အချစ်ပြက်ခြားစားနေတဲ့လူတွေမျိုးမလို့ရှင်လက်ပေးလက်ယူလုပ်တဲ့လူကြီးတွေလည်းမျိုးမလို့ရှင်ဘောတော့ညီတို့လူငယ်တွေနောက်ထပ်တော့မခုရှင်တော့ဒါပို့မနေပြောတာဘောတော့အဲတော်လေးလွန်ကာလမှာနောက်ထပ်တော့ခူရမယ်လို့မျိုးမလို့ရှင်လူဝိုင်းတော့ခူတဲ့လည်းခူရမှာပဲအဲ့တော့ကြောင့်မလို့ခုကနေ့ကတခါလေးဘောတော့အဲအာနာရှင်စနစ်ကိုစစ်အာနာရှင်စနစ်ကိုငါခုတော့ညီတို့တိုက်ထုတ်သွားမှာရှင်နောက်ကောင်လက်လက်ချီကုံမှာဘောတော့လက်လက်ချရတယ်ဆိုတာညီတို့မလို့ရှင်ပါဘူး နော်အဲ့တော့ကျတော့စောစောစီးစီးလင်းဝင်ထားဖို့လိုတယ်စောစောစီးစီးပေါ့နော်အဲလင်းဝင်ဖို့စမပီးဆိုလည်းတိုက်တဲ့ခါမှာတစ်ခါလေးလန်ပြီးထောင်ထားဖို့လိုတယ်ကျွန်တော်ပြီးရင်မြို့တို့ကြည့်ရကမြို့စပွဲတွေမှာဆိုဂျုံရတယ်မြို့ဂရိတည်တယ်အဲသူ့စစ်သားတွေဆိုရှိတယ်ပေါ့နော်စစ်သားဆိုတာကဒီစကောက်ဒီဘက်ကစစ်သားပေါ့စစ်သားတွေဆိုရှိတယ်ဒီအဲကျွန်တော်မပြည့်ဘူးပေါ့နော်မယုံကြည်ပါကျွန်တော်ခဲအောင်ကြည့်ပါကျွန်တော်ဒီတော့မယုံအညီတို့ပြောင်းနေနေကြည့်ဟုတ်တယ်ဘီဒီလိုပြစ်ထားအောင်ရတယ်โอเคခင်ဗျားရဲ့သဘောထားကိုလက်ခံတယ်ခင်ဗျားကိုလေးစားတယ်အဲ့တော့ကြောင့်မလို့ခင်ဗျားသက်ရှင်ခွင့်ရမယ်ဒါပြီးနဲ့တူဆောင်ခွင့်ရမယ်ခင်ဗျားလွတ်လွတ်လပ်လပ်သွားနိုင်မယ်ပေါ့အညီတို့ဂရိတီတယ်ညီတို့ ဘယ်တော့မှဂရီဖောက်ဖောက်မှာမဟုတ်ဘူးရန်သူဘက်ကဂရီဒီဖို့ပဲလို့ပဲကျွန်တော်လမ်းကျူထောင်လို့ရတယ်ဘောတော့ကျွန်တော်တို့မပစ်ခတ်ခြင်းအဖြစ်ဒေါ်လာယူကိုကူညီလို့ရတယ်ပြီးလို့ရှိရင်အလင်းဝင်ခြင်းအဖြစ်စီရန်ဝင်ခြင်းအဖြစ်ကူညီလို့ရတယ်ဒေါ်လာယူမှာအဲ့လိုမှမဟုတ်ဘူးပစ်ခတ်ပြီးတော့ကသိရမလားဒီတောင်မှမကျွန်တော်မှအာကျွန်တော်ဗမာသားလူတွေကအလင်းဝင်ပါလေဆိုရင်တော့ညီတို့ကတော့ခွင့်နေနေပြောရမယ်ဆိုရင်တော့ရှင်းရှင်းလင်းလင်းပဲလုပ်ပြရတယ်။အင်း ဲတော့ဒါကျွန်တော်လူငယ်ကောင်းဆောင်လေးဖြစ်တဲ့ဒါကျွန်တော်ဘူမိုက်ခဲကိုလည်းဒါကျွန်တော်တကယ်ကိုလေးစားမိပါတယ်ပြီးရင်ဒါကျွန်တော်မြင်းကြံဘလက်ထိုက်ကရဲ့အခက်ခဲလေးတို့ဒါကျွန်တော်ညီကိုမောင်တော်ရဲ့အနေနဲ့ကလည်းတန်းနိုင်တန်းနိုင်ရဲ့ဘက်ကနေကူညီထောက်ပံ့ပေးကြဖို့ဒါကျွန်တော် speak out လုပ်ပေးချင်ပါတယ်ကျွန်တော်လည်းကျွန်တော်တန်းနိုင်တဲ့ဘက်ကနေကျွန်တော်ရဲ့လက်စေဝင်ငွေရဲ့တစိုက်တစ်ပိုင်းကိုကျွန်တော်ဒီမြင်းကြံဘလက်ထိုက်ကအတွက်ဒါကျွန်တော်ကူညီပေးသွားမယ်ဆိုပြီးတော့ဒါအရင်လားလည်းဒါကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ညီကိုမောင်တော်ရဲ့အနေနဲ့ကလည်းတန်းနိုင်တန်းနိုင်တဲ့ဘက်ကနေကူညီအားဖြည့်ပေးကြဖို့ကျွန်တော်မြတ်တက်ရက်ခတ်အားပါတယ် ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါညကျွန်တော်အားပေးကြရတယ်ကျွန်တော်ညီကိုမော်ရော်လေးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြားပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါအောင်မြတ်အားလုံးပဲကျမ်းပါပေးခြင်းကြပါစေညာ you